တရုတ်နိုင်ငံသားတွေကရုရှားရှိ drone ထုတ်လို့ရေးစက်ရုံတရုတ်မှာ drone တွေထုတ်လုံးမှုကိုကူညီပေးနေကြောင်းယူကရိန်းသမ္မတဇာလန်စကီကပြောကြားခဲ့တယ်လို့အယ်ဂျာစီယာကဖော်ပြခဲ့ပါတယ်။ရုရှားဟာတရုတ်ထံက drone ဒီပညာကိုခိုးယူပွဲရှိနေတယ်လို့လည်းသူကပြောပါတယ်။တရုတ်ဟာရုရှားကိုလက်နက်တွေနဲ့ခင်းရန်ဒီထောက်ပံ့ပေးနေပြီးရုရှားဘက်ကကူညီတိုက်ခိုက်ပေးနေတဲ့တရုတ်နိုင်ငံသား၂ဦးကိုယူကရိန်းတပ်ဖွဲ့တွေကဖမ်းဆီးရမိခဲ့ကြောင်းဇာလန်စကီကပြောကြားခဲ့တဲ့နောက် AP 22ရက်မှာ KF မြို့တော်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာအဲ့ဒီလိုပြောကြားခဲ့တာဖြစ်ပါတယ်။ ဒရုန်းထုတ်လုပ်တဲ့စက်ရုံမှာအလုပ်လုပ်နေတဲ့တရုတ်နိုင်ငံသားတွေနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုတရုတ်နိုင်ငံစီပြည်ပဖို့ယူကရိန်းထောက်လန်းရေးအဖွဲ့ကိုကျွန်တော်တိုက်တွန်းထားပါတယ်လို့ဇာလန်စကီကသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ရုရှားနိုင်ငံဟာတရုတ်အာဏာပိုင်တွေမသိအောင်ဒရုန်းနည်းပညာတွေကိုခိုးယူဖို့ဒရုန်းစက်ရုံမှာအလုပ်လုပ်နေတယ်။ တရုတ်နိုင်ငံသားတွေနဲ့သဘောတူညီချက်ရယူထားတယ်လို့ကျွန်တော်ထင်ပါတယ်လို့ဇာလန်စကီကပြောကြားခဲ့ပါတယ်။အဲ့ဒီဂျုံတွေဘလို့ထုတ်လုပ်လဲဆိုတဲ့နီးပညာဆိုင်ရာအချက်အလက်တွေရှိနေပါတယ်။တရုတ်အနေနဲ့သူ့ရဲ့မိဖက်နိုင်ငံတွေကဘာတွေလုပ်နေလဲဆိုတာသိဖို့အရေးကြီးလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်လို့ဇာလန်စကီကပြောကြားခဲ့ပါတယ်။ရုရှားဟာတရုတ်အစိုးရမသိပဲတရုတ်ရဲ့ဒရုန်းနီးပညာကိုရယူခဲ့ပွဲရှိတယ်လို့ဇာလန်စကီကပြောကြားခဲ့တာပါတရုတ်ကတော့ယူကရိန်းရုရှားစစ်ပွဲမှာသူတို့ပါဝင်ပတ်သက်ခြင်းမရှိကြောင်းညင်းဆိုထားပါတယ်ယူကရိန်းစစ်ပွဲအတွင်းတရုတ်နိုင်ငံသားတွေပါဝင်နေတဲ့ဆိုတဲ့အချက်လက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကအလွန်စိုးရိမ်နေတာကိုပြောကြားဖို့အတွက်ယူကရိန်းနိုင်ငံဆိုင်ရာတရုတ်တန်အမတ်မာရှန်ကွမ်ကိုဆင့်ခေါ်ခဲ့ကြောင်းယူကရိန်းနိုင်ငံရဲ့ဝန်ကြီးဌာနက AP 22ရက်မှာပြောကြားခဲ့ပါတယ်။ယူကရိန်းစစ်ပွဲအတွင်းရုရှားဘက်မှတရုတ်နိုင်ငံသား155ဦးခန့်ကူညီတိုက်ခိုက်ပေးနေပြီးသူတို့တဲကနှစ်ဦးကိုယူကရိန်းတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တယ်လို့ဇာလန်စကီကပြောကြားခဲ့ပါတယ်။